Hello အားလုံးဝမင်္ဂလာပါ United U ကနေကြိုဆိုပါတယ်ဆိုတော့ International Break ဒီမနာခင်မှာနောက်ဆုံးပွဲပြစ် Manchester United က Leicester ရဲ့အိမ်ဝင် King Power Stadium ကိုကျွန်တော်သွားကစားရမယ်ဒီပွဲက Manchester United အတွက် Premier League မှာကျွန်တော်အမှတ်တီပိုဆူဆောင်းနိုင်မှုအတွက်အမှတ်ပြည့်ယူရမယ့်ပွဲပါအဲကျွန်တော်အားလုံးသိသလိုပဲပွဲကြိုးသွင်းတဲ့ချက်မှာပြောသလိုပဲ Leicester City ကလက်ရှိအဆင့်16မှာရှိနေပြီးတော့ ပေးကူပေါင်းလဲကျွန်တော်60ကျော်လာမသူတို့ပေးထားရတယ်။လက်ရှိ2025မှာဆိုလို့ရှိရင်လည်းသူတို့အတွက်ဘာလို့လဲဒါရက်လက်ကောင်းကြီးရဖို့ကတော်တော်ကိုတိုင်ပတ်နေပြီးတော့ကျွန်တော်တို့ရဲ့ legend ကြီးဖြစ်တဲ့ Mr. Ryan တောင်မှထုတ်ခံရမယ့်အခြေအနေမျိုးတွေနဲ့သူရင်ဆိုင်နေရတယ်။ဆိုတော့အခြေအနေကမကောင်းဘူးပေါ့နော်။ဒီ Leicester ဘက်ကိုကျွန်တော်ကြည့်ရင်ဆိုတော့ဒီဥရောပကျွန်တော်တို့နေဆိုဥရောပတဲ့ဘာလဲဒီ FA Player တွေဘာတွေမှာတော့ငါလည်းအကိုဒီသူတို့ကိုကြော်ပြတ်နိုင်ခဲ့တာတွေကျွန်တော်ရှိတယ်။ဆိုတော့ Leicester နဲ့ဒီယာဒီမှာတွေ့ထားသမျှပွဲတွေမှာလည်း အနိုင်ယူထားနိုင်ခဲ့တာတွေကျွန်တော်ရှိတယ်ဆိုတော့ဒီပွဲက Manchester United အတွက်နောက်ထပ်ဘလူးကွင်းထဲမှာ performance ပဲရှိရှိသုံးမှတ်ပြီးတော့ယူရမယ်ပွဲမျိုးပါဆိုတော့ဟိုကစားမားတွေနေနေလဲဗျာကျွန်တော်စိတ်ပူတာဆိုတော့ဒီပွဲချုပ်သွင်းတဲ့ချက်တွေမှာကျွန်တော်ထည့်ပြောခဲ့သလိုပဲနောက်တစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ကိုတင်ကတကယ်ခက်ခဲပါတယ်ဗောနောကိုအတွက်အမှန်ကန်တိုင်ပတ်နိုင်တဲ့ဟေးဆိုတဲ့ပွဲစဉ်မျိုးတွေနဲ့ကြာလို့ရှိရင်ခြိသွန်းနေပါပြီပြခဲ့တယ်ထားပါတော့ performance ကောင်းနေပါပြခဲ့တယ်ဆိုလို့ရှိရင်ဒီလိုမျိုးအသင်းအနေနဲ့တွေ့လို့ရှိရင်တိုင်ပတ်ပြီ တိုင်ပက်ပြီးဆိုတော့ဒါဓာရီကဗျာကစားမားရီရဲ့တပွဲနဲ့တပွဲအာယုံဆိုင်မှုအပြည့်နဲ့မကစားနိုင်မှုတွေကနေကျွန်တော်တို့လာတာဒါအဲ့လိုမျိုးမဖြစ်သင့်ဘူးပေါ့နော်အခုဆိုလို့ချင်းကျွန်တော်တို့ကြည့်ဗျာအာဗာလေဒီအာဆင်နယ်ကိုတည်ကြီးကြောင်းကြားထဲမှာခက်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 နဲ့လူသူမရှိဘဲနဲ့ကျွန်တော်ကန်ထားတယ်နော်ဒါအပြင်ကျွန်တော်နေတဲ့ဒီ Real Sociedad ကိုလည်းအဝေးကွင်းမှာတည်ကြီးကန်နေအိမ်ကွင်းမှာလည်းကျွန်တော်နေတဲ့အနိုင်ရလက်ဒီဘာတွေရအောင်ကန်ထားတယ်ဆိုတော့ပြောရရင်ဒီကလပ်တင်းနေဆိုတာကကိုရီလက်ရှိကြုံနေရတဲ့အခြေအနေနဲ့ဆိုလို့ချင်းတော်တော်ကိုဒုက္ခပေးနိုင်တဲ့အသင်းမျိုးတွေကိုရီးယားအဆင့်ဆက်လေးမှာဝဲလည်နေတာဗျာ เนาะဘလောက်မှလည်းအချိန်ကြီးကျွန်တော်ကောင်းတာမဟုတ်ဘူးအဲအဲ့လိုမျိုးဆိုတော့เนาะတိုင်းပတ်နေတာဟိုဒါပေမဲ့လည်းလို့လက်ရှိအနေထားရဆိုလို့ရှိရင်ကျွန်တော်အဲ့လို performance တွေပြအပီး Leicester တို့ဘာလို့နေမြန်တွင်တိုင်းပတ်သွားမလားပေါ့ရှေ့မှာလည်း Liverpool တင်းကိုတူးတူးတည်အကြောင်းကစားခဲ့တာ Arsenal ကိုကျွန်တော်တို့ဒါ FA Player မှာဖြုတ်ခဲ့တာအဲအဲ့လိုနှစ်သိန်းလည်းပြီးရော Southampton နဲ့လည်းကစားရောတိုင်းပတ်တော့တာ Southampton နဲ့လည်းကစားရောတိုင်းပတ်တော့တာเนาะနောက်ပွဲဒီမှာလည်းတိုင်းပတ်တော့တာအဲ့လိုမျိုးတွေဆိုတော့ ပရီးမီးယားလိမှာလည်းအာဆင်နယ်ကိုအဲ့လိုကစားပြီးတော့လက်ရှိပရီးမီးယားလိအသင်းသင်းနဲ့ကစားတဲ့အခါမှာအဲ့လိုမဖြစ်ဖို့အရေးကြီးတယ်ဗျာဆိုတော့ဟိုကစားမားတွေပိုင်းနဲ့ပတ်သက်လို့ရှိရင်အပြောင်းလဲတွေပါတွေကအဲ့လောက်ကြီးပြောဖို့မလိုဘူးဘာကြောင့်လဲဆိုတော့ဒီအပြောင်းလဲစရာမရှိဘူးပေါ့နော်ပြောင်းလဲစရာမရှိဘူးနောက်တန်းမှာဆိုလို့ရှိရင်လည်းဟိုလန်နီယိုတို့ဒန်ယာရသွားတာတို့ဘာတို့နဲ့ဆိုလို့ရှိရင်အစင်ကမပြေတော့ဘူးဗျာဒန်ယာပြန်တက်တက်လာတဲ့ခန်းစစ်ကစားမားဆိုတာလည်းမရှိဘူးတိုက်စစ်ကတော့ချီတူအိုဘီပါလာမလားပေါ့ကျွန်တော်ကတော့အမှန်တမ်းပြောရင်ပွဲထွက်လူစင်းမှာပေါ့နော်ချီတူအိုဘီပါလာဖို့ကတော့တော်တော်လေးအချိန်ကြီးနည်းပါတယ် ဒါပေမဲ့လို့ကျွန်တော်တော့ပါစီခြင်းနဲ့ပွဲထွက်လူစင်းမှာဒါမှ Resman Swile ရဲ့နေရာကိုလူယူနိုင်စွမ်းရှိတဲ့ player တယောက်เนาะကျွန်တော်တို့အဖြစ်မြင်ရမှာတာပြင်ဒီကစားမလေးကဒီလိုမျိုးအသင်းတိုင်ပတ်နေပါတယ်ဆိုတဲ့ຢာဒီမှာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ပေါ့နော်နေရာရထားမှကစားကွင်းလေးတွေရထားမှအတွေ့အကြုံဖြည်းဖြည်းချင်းရှိလာပြီးတော့စင်ရအသင်းကြီးတွေကလာမဲ့ຢာဒီဒီမှာကစားမယ်ဆိုလို့ရှိရင်ကျတော့မျောလင်းလို့ရမှာဗျာချီရိုဘီက physical ability ပိုင်းက senior အသင်းကြီးမှာကစားဖို့အတွက် ready ဖြစ်နေပြီလို့ကျွန်တော်ထင်တယ် အမှန်တကယ်အတွေ့အကြုံပိုင်းနဲ့ပေါ့နော်ကျွန်တော်နေနဲ့ပွဲဒီဘယ်လိုမလုံးကစားမှုပိုင်းနေရဆိုလို့ရှင်တော့လိုအပ်ချက်တွေရှိသေးတယ်ဒါကြောင့်တိုက်ရှစ်မှာဂျိုဂျူအာဇစ်စီကလည်းနေရိုနံပါတ်10မှာသူ့ဟာနဲ့သူအလုပ်ဖြစ်နေပြီနော်ဒါမျိုးဟိုရက်စမန်ဝိုက်ရန်ကျတော့စတရိုက်ကာနေရာမှာဘလူးမန်အဆင်မပြေသေးဘူးဆိုတော့အဲ့လိုမျိုးဆိုတော့အခါကျတော့ကျွန်တော်နေနဲ့တေးကြတယ်ရက်စမန်ဝိုက်လန်အဆင်မပြေနေတော့မှမှဒီကစားမှဖြစ်သူကိုကျွန်တော်ကတော့မှဒီကောင်လေးဘယ်လောက်ထိငါတို့အတင်းကြီးတွေမျှော်လင့်လို့ရမလဲဆိုတော့မြင်ရမှာ ဟိုလာမယ့်နေရာဒီပြောင်းရွှေ့မှာဆိုလို့ရှင်ဗျအပြောင်းရွှေ့မှာဇီးကြီးတဲ့ player မဟုတ်တော့မှအတင်းကတိုက်စစ်တွေပါတွေဝယ်ဖို့အတွက်တာစုနေတာမလားအဲ့လိုမျိုးဆိုလို့ရှင်တိုက်စစ်မှုတယောက်ထက်ရောက်လာပြီးဟိ Resman Wildland ကိုရောင်းလာပဲဖြစ်ဖြစ်အတင်းမှာဆက်ထားတာမျိုးပဲဖြစ်ဖြစ်မရောင်းထွက်လို့ပေါ့နော်ဆိုလို့ရှင်တည်ကြတယ် Chiru Obi တို့ကနေရာရဖို့ကမလွယ်တော့ပါဘူးဆိုတော့ DRDD Chiru Obi တို့ကတကယ်တကယ်အခွင့်အရေးတွေပါတွေပို့ပြီးတော့ရတဲ့နေရာဒီပဲအဲကြောင့်ကျွန်တော်တို့လက်စတာတို့ဘာတို့ရဲ့နောက်တန်းအနေနဲ့ဆိုလို့ရှင်လည်းပဲ Chiru Obi ကအများကြီးအဆင်ပြေလိမ့်မယ်လို့ညွှန်လင့်ထားပါတယ် ဖူလန်ရဲ့နောက်တန်းအနေနဲ့တော့မှအခြေအနေကောင်းနေဆိုရင်ဒါလက်စတာစီးတီးတို့ဘာလို့နောက်တန်းအနေနဲ့ဆိုလို့ရှိရင်တော့ချီရိုအိုဘီအတွက်ပေါ့နော်ကျွန်တော်ကတော့ဒါအများကြီးမျှော်လင့်လို့ရတယ်လို့ကျွန်တော်ထင်တယ် performance တွေပြဖို့ဒါကြောင့်ကျွန်တော် Resman Swile အနေနဲ့ပြီးခဲ့တဲ့ရှေ့ပွဲတွေမှာလည်း minute အပြည့်ကစားအပြည့်အပြည့်တွေကစားခဲ့ရတာဘာညာနဲ့ဆိုရင်ဒီပွဲမှာတော့ကျွန်တော်ကတော့သူ့ကိုဒါအနားစီချင်တယ်ဒါပြီးလို့ရှိရင်လည်း international break တွေမှာဒီကောင်ဒိမ့်မဲ့အတွက်သွားကစားရအောင်မှာအဲတော့ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်ချီရိုအိုဘီကိုပေါ့နော်ပွဲထွက်လူစင်းတော့ကစားစီချင်တယ် အခြေအနေကဒုတိယပိုင်းကျမှ Rasmus Hojlund တို့ကိုဘာလို့ကိုထည့်တာမျိုးတွေပဲဖြစ်တင်တယ်လို့ကျွန်တော်ထင်တယ်။ဒါမျိုးလို့ချီတူ UB ကိုတော့မြင်ရလိမ့်မယ်လို့ကျွန်တော်မယူဆမမထင်ပါဘူး။နော်နီးပြားကတော့ကျွန်တော်သာ senior player ကိုပဲဦးစားပေးပြီးတော့ထည့်မှာပဲ။နောက်တစ်ယောက်ကကျွန်တော်နေတဲ့ Aiden Heaven ပေါ့။ Heaven ကတော့ဗျာပြောစရာမလိုပါဘူး။အသင်းမှာ center back player တွေမရှိဘူးဆိုတော့သူပဲပါလာအောင်မှာပဲ။ Quinn ကတော့ Ericsson တို့ဘာလို့ပါမလားပေါ့နော်။ဟိုဥကာဒီတို့ဘာလို့ပြန်ပါမလားပေါ့ဒါတွေပဲကျွန်တော်ကြည့်ရမယ်ဒါမဲ့လို့ Amorin အနေနဲ့ Manchester United ကစားမရနေနေဒီပွဲက နိုင်ပွဲတွေရဖို့ကျွန်တော်တို့ဘောနော်ဟိုဆက်ပြီးတော့ကျိုးပန်းတင်နေပွဲပါကိုရီးယားနောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်တို့ကြည့်လို့ရှိရင်အဲ့လောက်အချိန်ကြီးကောင်းမနေဘူးဗျာစပါးကလည်းဖူလန်နဲ့ကျွန်တော်တို့ဒီနေ့ညမှာကစားမယ်ဆိုတော့သူတို့အတွက်ခဲရင်နိုင်ပြီမဲ့စပါးကကိုရီးထက်အများကြီးကစားပုံကောင်းနေတဲ့အပြင်လူစင်ရင်တွေအပြည့်ဝဗောနော်ကျွန်တော်တို့ဒါကောင်းနေတဲ့အတင်းဆိုတော့အခါကျတော့နိုင်ပွဲတွေပါတယ်ဆက်လာအောင်ပါเนาะဆက်လာအောင်မယ်ဆိုတော့စပါးသာကျွန်တော်နိုင်ပြီဆိုလို့ရှိရင်တော့လက်ရှိမှာကိုရီးနဲ့အမှတ်တော်ပြတ်သွားမယ့်အချိန်မျိုးတွေ ဖြစ်လို့မရဘူးကိုရီတာဒီပွဲအမှတ်ရော့ပြီးတော့စပါအမှတ်ရခင်ပြောတာကျွန်တော်အသင်းတော်ကတော့ဗောနော်စိတ်ပူစရာပါကျွန်တော်တိတက်ပူပြီးတော့ဒါအစ်စ်နေပါဒီမကြဘူးကျွန်တော်ကျူးပန်းမှာဗောနော်ညကလည်းဒါ Everton ဥပါတော့ကစားရတဲ့ပွဲပြီးမှာသူတို့ကလည်းကိုရီနဲ့အမှတ်ပြည့်သွားတော့ကိုရီအစ်စ်15ကိုရောက်နေပြီအစ်စ်15ကိုရောက်နေပြီကျွန်တော်စပါတို့ပါတို့နဲ့အမှတ်ကမကွာဘူးဗောနော်34မှာတူတူပဲဒါပေမဲ့လို့ United အနေနဲ့အနိုင်ရအောင်ကျွန်တော်ဆွမ်းဆောင်နိုင်ဖို့လိုပါတယ်အောက်ကအစ်စ်16က West Ham နဲ့လည်းကျွန်တော်အမှတ်ကတူတူပဲ နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဝူဘန်ဟန်တန်နဲ့ကျွန်တော်တို့ကြားထဲမှာတော့အမှတ်ကွာတယ်ဆိုပေမဲ့လို့ United တို့ပဲပရီးမီးယားလိမှာအမှတ်တွေရုပ်လို့မရတော့ဘူးဆိုတော့ကျွန်တော်ပြတာပဲအဲဒါကြောင့်ကျွန်တော်ကတော့ဒီပွဲကဘလူးမျိုးဟောပဲဖြစ်ဖြစ်ကျွန်တော်နိုင်အောင်ကစားမှရမယ်ပွဲမျိုးပါကျွန်တော်နိုင်အောင်ကစားမှကျွန်တော်ရမယ်ပွင့်မျိုးပါဒီ West Ham နဲ့ Everton ကတည်ကြီးကျသွားတဲ့အခါကျတော့ကိုရီနဲ့ပေါ့နော်ဒါအမှတ်တွေကအလိုဖြစ်လာတာ United ဘက်ကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော့ရှေ့ Premier League တွေမှာဆိုလို့ရှိရင်၃မှတ်အပြည့်ရခဲ့တဲ့ပွဲစဉ်တွေအများကြီးမရှိတဲ့အခါကျတော့တိုင်ပတ်တာ Arsenal ကိုကျွန်တော် Premier League မှာတည်ကြီးကျတယ် ကျွန်တော်ပြီးလို့ရှိရင် Ipswich ကို9နဲ့ Everton ကို3ကြတယ်စပားကိုရှုံးတယ် Crystal Palace ကိုရှုံးတယ်ဆိုတော့ Fulham ကို9နဲ့ဆိုတော့တွေးကြည့်ရလို့ရှိရင်မရှိဘူးဗျာဒီလားနော် Crystal Palace ကိုဒူးစီနဲ့အိမ်ဝင်မှာရှုံးတယ်စပားကိုဝမ်းစီနဲ့ရှုံးတယ် Everton ကို3ကြတယ်နောက်ပြီးလို့ရှိရင် Ipswich ကို9နဲ့ Arsenal ကို3ကြတယ်ဂျားထဲမှာ Ipswich တပွဲပဲကျွန်တော်9တာ Ipswich တပွဲပဲကျွန်တော်9တာနောက်ဆုံး5ပွဲလောက်ကိုပရီးမီးယားလိမ်းမှာဒါဘလို့မှအခြေအနေမကောင်းအမှတ်တွေကတအားယော့နေတာအမှတ်တွေတအားယော့နေတာဆိုတော့ ဒီပွဲကတော့ဗောနော်လက်စတာနဲ့လည်းဖြစ်တယ်ဒီယာဒီမှာလက်စတာနဲ့တွေ့တိမြလည်းနိုင်ထားတယ်ဆိုတော့ကျွန်တော်နိုင်တဲ့နဲ့ပွင့်မြူပါနိုင်အောင်ဆွမ်းဆောင်ရမယ်ပွင့်မြူလို့ကျွန်တော်ထင်တယ်ဆိုတော့ညီကလူအနေနဲ့ရော United အနေနဲ့ဒီနေ့ညပွဲမှာနိုင်ပွဲတွေကြောင့်ဆွမ်းဆောင်နိုင်မယ်ထင်ကြလားဆုနေကြပါအောင်အားလုံးကိုချစ်တင်များကြီးတင်ပါတယ်